ကျွန်တော်တို့ပေါ့နော်ဒီအခုအလင်တန်ခံရတဲ့နေရာတွေမှာဆိုတော့အခုတနင်္ဂနွေလို့အတိုင်းတာတခုလို့ပြောလို့ရတာပေါ့ကျွန်တော်တို့ရဲ့ MOD အောက်မှာရှိတဲ့ကျွန်တော်တို့ရဲ့ကာကွယ်တပ်တွေအနေနဲ့ထိုးစစ်ဆင်တာကိုဟောခဏနှစ်ပတ်ပြတ်ဆိုင်တယ်ပေါ့ဒီလ30နေရာစပြီးတော့နှစ်ပတ်တိတိပေါ့အဲ့တော့ကျွန်တော်တို့ဒီမှာဒီလိုအပ်တဲ့ဟောကုညီဟောကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ဒါလူသားချင်းစာနာမှုကူညီပေးတဲ့ဟာတွေကိုအထောက်အကူပြုနိုင်အောင်လို့ humanitarian pause ပေါ့နော်အဲ့ဒါလုပ်တာဖြစ်ပါတယ်ခင်ဗျ the the ငလင်ဒါကတော့တော်ပြင်းထန်တယ်ပြတ်ထိခိုက်ပျက်စီးဒါတွေတည်ကြည်ပျက်စီးတာတွေအများမြောက်များရှည်ဒီဒါထဲမှာတင်တို့ရဲ့ခက်ခဲတစ်ခုကကြတော့စက်တော်ရေးလမ်းကြောင်း internet တွေပြတ်တာဖုန်းလိုင်းပြတ်တာတွေကြောင်း အတိအကျတော့ကျွန်တော်တို့မရသေးဘူးဒါပေမဲ့အခုရတဲ့ဟောအချက်လက်တွေအရဆိုရင်တော့ကျွန်တော်တို့ပြည်သူလူထုရပ်သားပြည်သူလူထုရဲ့နေအိမ်တွေတော့ပြတ်တယ်လမ်းတွေပြတ်အထူးသဖြင့်လမ်းတွေတံတားတွေပြတ်တာတော်တော်ဆိုးတယ်ပေါ့နော်အကူအညီပေးဖို့တွေအတွက်ဟောအတားဆီးဖြစ်တယ်ဆိုတော့အခုကတော့ကျွန်တော်တို့ဟာအဓိကတော့ဒီဒဏ်ရာရတဲ့လူတွေပြိမိတဲ့လူတွေကိုကယ်ဆယ်နိုင်ဖို့အတွက်အဓိကလောက်ကင်နေတယ်ဒါပြီးတော့ နေထိုင်ရေးစေဝါးတွေအကူအညီပေးနိုင်ဖို့တဲ့ကြိုးစားနေအဲ့ဒီကမှလည်းကျွန်တော်ရဲ့ဟိုဒီအုပ်ချုပ်ရေးရန်တရားရယ်ကာကွယ်ရေးရန်တရားရယ်ပေါ့နော် PDF တွေပေါ့အားလုံးကျွန်တော်မှရှိတာနဲ့ကျွန်တော်ဝိုင်းဝန်းလောက်ဆောင်နေကြတာဖြစ်တယ်ပေါ့နော်အတိအကျပြောဖို့ကြတော့လေကျွန်တော်ဟိုဒီပုံမှန်ထုတ်သွားဖို့ရှိပါတယ်ဟိုဟိုမနီယာထုတ်သွားတဲ့ကြေညာချက်ရှိတယ်ဒါပေမဲ့အဲ့ဒါကနဦးကနဦးရတဲ့ဟိုဒီဒီအပြည့်စီအဆုံးချုံစည်းရင်းတွေဖြစ်တယ်ပေါ့နော်ဒီထက်ပို့ပြီးတော့ နိုင်နဲ့အမျှများနေတာပေါ့နော်ကျွန်တော်လည်းအာဒီနောက်ဆုံးအခြေအနေကတော့ကျွန်တော်အာအခုမြေပြင်ပေါ်ကအခြေအနေတွေကျွန်တော်ဟိုရတဲ့ခါကျကျွန်တော်တို့ထပ်ပြီးတော့ပြောကြပေးပါမယ်လို့ပြောချင်ပါတယ်အခုကတော့ဘာလဲဆိုတော့ဒီဒီငလင်ကမြမသမိုင်းမှာပေါ့နော်အပြင်းထန်ဆုံးငလင်တစ်ခုဖြစ်တယ်ရှင်းပြောရင်ဟိုနှစ်ပေါင်းရာကျော်မှာအပြင်းထန်ဆုံးဖြစ်တယ်ဆိုတဲ့ခါကျတော့တော်တော်ကြီးကိုထိခိုက်ပျက်စီးတဲ့ခါကျတော့ကျွန်တော်တို့ကယ်ဆယ်ရေးပေါ့နော်လုပ်နေတဲ့ကျွန်တော်ရဲ့ ာဝန်ခံနေကိုယ်တိုင်လည်းဒီထိခိုက်သူတို့လည်းငလင်လွတ်ဒေသတွေမှာရှိနေတဲ့အခါကျတော့သူတို့ကိုယ်တိုင်လည်းသူတို့ရဲ့မိသားစုသူတို့ကိုယ်တိုင်လည်းဒီဟိုခံစားရတဲ့ပြည်သူတွေမှာအပါဝင် ပေါ့ဒါပေမဲ့လည်းကျွန်တော်နေနဲ့ကုညီကယ်ဆယ်ရေးတွေကျွန်တော်တွေဟိုကျွန်တော်တွေအတက်နဲ့ဆိုကျွန်တော်လုပ်နေပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာကျွန်တော်အခုအချိန်မှာတော့ မှတ်ပါတယ်ဒီကတော့ကျွန်တော်စစ်အာဏာရှင်စနစ်ကိုအမြင့်ဖြစ်ဖို့တက်ပွဲမှုနေဒါပေမဲ့အခုချိန်ပြည်သူလူထုတွေဒုက္ခဒီလင်းတကြဒုက္ခရောက်နေတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ကအရေးကြီးဆုံးကထိတ်ဆုံးကတော့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုဟောကျွန်တော်တို့အထူးသဖြင့်ပိတ်မိတဲ့လူတွေကူဖို့ကယ်ဖို့အဲ့ရတဲ့အတွက်ပြည်သူပြည်သူရဲ့လုံခြုံရေးပြည်သူရဲ့အသက်အိုးအိမ်အတွက်အထူးဆိုရဲဘာနဲ့ဒါကြောင့်ကျွန်တော်တို့အပြစ်ခတ်ထိုးစစ်ဟောအပြစ်ခတ်ဆိုတော့ထိုးစစ် စင်တော့ကျွန်တော်ဘက်ကနေပြောတပတ်တစ်ဖက်သက်ပေါ့နော်ဒီရက်စဲတော်ဖြစ်တယ်အဲ့ဒီအချိန်မှာကြည်ရင်းပြည်ပကနေပြောကုညီတဲ့လူတွေကုညီဖို့အတွက်မှာအနောက်ဆက်မရှိကုညီလို့ရအောင်တော့လုပ်တယ်။တော့ရှင်းပြောရင်ဒီအချိန်မှာတချို့တွေကပြောကြတယ်ဒီစကားစမှာလင်းဝိနေပြက်စီးနေတဲ့အချိန်အဲ့ဒီအချိန်မှာဒီလိုမျိုးဟာဒီသူတို့တွေဒုက္ခသူတို့တွေလည်းဟာဒီမလုံနိုင်တဲ့အချိန်မှာကိုကနေပြောအခွင့်စိတ်ရေးရအခွင့်ကောင်းယူပါလားဆိုတာပြောတယ် ခွင့်ကောင်းယူတာထက်ကျွန်တော်တွေကကျွန်တော်ကပြည်သူတွေရဲ့လွတ်မြောက်မှုတွေလုံနေအခုချိန်မှာပြည်သူဒုက္ခရောက်နေတဲ့ပြည်သူတွေကိုချက်ချင်းကူအောင်ဖို့အတွက်ကကျွန်တော်ရဲ့အဓိကဖြစ်တဲ့အတွက်ကြောင့်ဒါကြောင့်ကျွန်တော်ဒီအဖြစ်ကဒီ humanitarian pause ကိုကြီးညာတာဖြစ်တယ်ဒီချိန်ထဲမှာလည်းဟောအားလုံးသူသိရတဲ့အတိုင်းပဲကျွန်တော်စီပီစီတီအမ်ဝန်ထမ်းတွေဟောသူပြန်ကျမ်းမာရေးဝန်ထမ်းတွေရှိတယ်မန္တလေးလိုမြို့ကြီးပေါ့နော်အထူးဖြင့်ငလင်တန်ကျောက်ဆိုတော့တိုက်တိုက်အမြင့်တွေပြိုကျတာလို့ဘာလို့မှာ လူတွေတိတ်တာတိတ်ကြီးထိခိုက်တာအများဆုံးဖြစ်နေတယ်အဲ့တော့ဒါကငလင်ရဲ့သဘောဝပဲပေါ့နော်အဲ့တော့မန္တလေးလိုမြို့ကြီးဆိုရင်ပုံပြီးထိခိုက်ပျက်စီးတာတွေလူတွေလူနေထူပိုလဲထူတတ်တယ်တိုက်အမြင့်နေလည်းပုံများတယ်အဲ့ခါကျတော့ကျွန်တော်ကျွန်တော်လည်းသိတယ်ဒီစကားစားကလည်းစေနာမမနဲ့လုံးမမဟုတ်ဘူးအကျန်းဖတ်ပုံပဲလုံးများသူမျက်နှာဒီသူတို့ဒီလူကြည့်ကောင်းအောင်လို့သူတို့ရဲ့ဟိုပြောနေဆိုနေလုံးနေဒါပေမဲ့ သူတို့မှလုတ်စွာအားလည်းမရှိဘူးတိုးချင်တဲ့ဇာတ်လည်းမရှိဘူးအဲ့ဒီချိန်မှာကျွန်တော်တို့အနေနဲ့ဟိုဒီကျွန်တော်တို့ CDM ဝန်ထမ်းတွေကတည်သူတွေရဲ့အကျိုးအတွက် CDM လုတ်တာအဲ့တော့ကျွန်တော်တို့တွေ CDM ဝန်ထမ်းတွေနဲ့ကျွန်တော်ကူညီပေးမယ်ဆိုရင်ကျွန်တော်ဟိုဟာကြီးညာတာဖြစ်ပါတယ်ဒါကသူတို့ရဲ့လုံခြုံရေးကတော့အာမခံချက်ရှိရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဘာပြဘာပြောချင်တာလဲဆိုတော့ကျွန်တော်အနေနဲ့ကဒီအချိန်မှာဘယ်နေရာမှာပဲဖြစ်ဖြစ်ဒုက္ခရောက်နေတဲ့လူအသက်အေးအန္တရာယ်ရောက်နေတဲ့လူတွေစကားစအုပ်ချုပ်နေမြေမှာဖြစ်ဖြစ် ျွန်တော်တို့ရလူမြောက်နေမြမှာဖြစ်ဖြစ်ပြည်သူတွေကပြည်သူပဲပေါ့အဲ့ပြည်သူတွေအတွက်ကိုကျွန်တော်တို့ကိုညီဖို့အတွက်ပထမဆုံးထိတ်တန့်ပေါ့နော်အဲ့အတွက်တော်ကြီးမျိုးကြီးညာတာဖြစ်တယ်နိုင်ငံတကာကိုလည်းကျွန်တော်တို့အနေနဲ့ကဒီလူခွက်တဲ့လူတွေဘယ်နေရာမှာမဆိုးဘယ်နေရာမှာရောက်နေတဲ့ဒုက္ခရောက်နေတဲ့လူမဆိုးကိုညီပေးဖို့အတွက်ပေါ့နော်ကျွန်တော်တို့အထူးဟောဒီကျွန်တော်တို့ရဲ့ဟောထိတ်ထုတ်နေမြမှာရှိတဲ့ပြည်သူတွေကိုလည်းကိုညီဖို့အတွက်အထူးသဖြင့်လည်းကျွန်တော်တောင်းဆိုလည်းကိုညီကိုညီဖို့ပေါ့နော်နောက် နောက်တစ်ခုကကြတော့ဒီဒီအချိန်မှာဒုက္ခရောက်နေတဲ့အချိန်မှာဒီဟောပေါ့နော်လူသားချင်းစာနာမှုအထောက်အပံ့ပြုတဲ့အခါမှာဒီအခွင့်အကောင်းမယူဖို့အရေးကြီးတယ်အဲ့ဒီဟော unrestricted access ပေါ့ရဖို့အရေးကြီးတယ်နောက်နောက်တစ်ခုကကြတော့ဒီဟာ humanitarian human rights ဟော8ကို weaponize မလုပ်ဖို့အရေးကြီးတယ်ဆိုတော့ပြောပြောချင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ဒီအမကျမ်းမစအုပ်စုကတော့သူတို့ရဲ့ playbook အတိုင်းပြည်သူလူထုပြည်သူလူထုဒုက္ခရောက်နေသူတို့အတွက်ဟိုအကျိုးရှိတယ်ဆိုတဲ့ပုံစံမျိုးဖြစ်တာပေါ့နော် cyclone nagis ရှိခဲ့တယ်။နောက်ဒီဒီကာလမှာဆိုရင် cyclone mocha ရှိတယ်။အဲ့မှာလည်းသူတို့ရဲ့ဟိုဒီစိတ်ထားမမှန်တာတွေပြပြသခဲ့တယ်။နေလည်းလှည့်ပြားတယ်။ဟိုဒီအကူအညီတွေကိုဒုက္ခတက်လူတွေစီမရောက်အောင်တားဆီးတာတားဆီးပြစ်ပင်တာတွေတော့ရှိခဲ့တယ်။ ဆိုတဲ့အချိန်မျိုးအခုအချိန်မှာလည်းကျွန်တော်တို့စိတ်မကောင်းစရာပေါ့နော်ငလင်လုတ်ပြီးတဲ့အချိန်မှာလူတွေအာဘဒူတွေအသက်ရှင်လို့ဗဒဘဒူတွေဒဏ်ရာရတော့ဘဒူတွေရှင်နေသေးလဲဆိုတော့တော့မသိလူတွေငိုကြွေးနေတဲ့ဒုက္ခရောက်နေတဲ့လူတွေအချိန်မှာသူတို့ရဲ့ဟာလေးပြန်နေဘုံကျဲတာမရက်ဘူးပေါ့နော်အဲ့တော့ဒါသူတို့ရဲ့စိတ်ထားကိုကြတာဒါပေမဲ့လည်းဒီဒီအချိန်မှာပေါ့နော်ကျွန်တော်အနေနဲ့ ဒီနိုင်ငံရေးအရာဖြစ်ဖြစ်စစ်ရေးအရာဖြစ်ဖြစ်ကျွန်တော်အခွင့်အကောင်းမယူဘဲနဲ့ပြည်သူတွေကိုကယ်ဆယ်ဖို့အတွက်ကျွန်တော်ကဦးစားပေးလုပ်တော့အဲ့ဒီအချိန်မှာနိုင်ငံတကာအနေနဲ့ကလည်းအရင်တုံ့တွေ့ရတဲ့သင်္ကန်းစာတွေယူပြီးတော့စစ်အုပ်စုနဲ့ဆက်ဆံတဲ့အခါမှာသင်္ကန်းစာယူမယ်လို့လည်းကျွန်တော်ပြောနေတယ်။ legitimacy ကြတော့သူတို့ကတော့ဓာတ်ပုံရိုက်လို့သူတို့နဲ့ဟိုထိတွေ့ဆက်ဆံလို့ legitimacy ရတယ်လို့ဟာသူတို့ဘုံညူချင်းညူမြဲဒါပေမဲ့လည်း နိုင်ငံတကာအများစုကတော့သိပါတယ်။ဥပမာဆိုရင်ဩစတြေးလျနိုင်ငံကပြည်ညာချက်မှာပါပါတယ်။အချမ်းမစစ်အုပ်စုစီကနေသွားမှမဟုတ်ဘူးဆိုတဲ့ဟာပေါ့နော်။ဒါဒီဟာဒါမျိုးဆိုရင်တော့ကျွန်တို့မှာကြည်တွင်းမှာသူတို့သူတို့ချင်းချုံနေမြင်ပါလေ။အရက်ပတ်အဖွဲ့စီတွေရှိသူတို့အရက်ပတ်အဖွဲ့စီတွေပြည်သူ့မှပြည်သူတို့ပူညီတဲ့အဖွဲ့စီတွေအများကြီးရှိတယ်။အဲ့ဒီအဖွဲ့စီတွေကနေပြီးတော့လုံလုံနိုင်ဖို့အတွက်ကိုပူညီပေးဖို့လိုတယ်။ ဆိုတော့ခုနကတော့ဆရာမေးတဲ့မေးခွန်းကိုမေးမယ်ဆိုရင်တော့ကျွန်တော်အနေနဲ့တော့ဒီ legitimacy ဘာညာဆိုတော့ဒီအချိန်မှာကျွန်တော်အနေနဲ့ဟောကယူဆိုင်ဘူးအရေးဘီယူဆိုင်တာဟာဒီဒုက္ခရောက်နေတဲ့လူတွေကိုကူညီဖို့ဒီပိတ်မိနေတဲ့လူတွေကိုအသက်ဟောအသက်ရှင်အောင်ကယ်ဆယ်ဖို့ဟောဒုဒီလိုအပ်တဲ့ဆေးဝါးပစ္စည်းတွေဘာညာလိုအပ်လိုအပ်တာတွေကျွန်တော်တို့ပြည်သူထမပြည်သူတို့နိုင်ငံတကာပဲရရဘယ်ရပဲရကျွန်တော်တို့ဒီမှာရှိတဲ့ရှိတာနေနဲ့ကျွန်တော်တို့တွေလုပ်မယ်ဆိုတော့ ဆန္ဒဟာကျွန်တော်ရဲ့ထိတ်တန်းမှာရှိနေတယ်ဆိုတာကိုကျွန်တော်ပြောချင်ပါတယ်အတူဟုတ်ကဲ့ကျွန်တော်မဟာမိတ်အီအာရူတွေတော်လိုင်းအင်အားစုတွေအားလုံးကပေါ့နော်ဒီအကြမ်းဖက်ဟာစစ်အုပ်စုကလက်အောက်ကနေပြီးလွတ်မြောက်ဖို့တိုက်ပွဲဝင်နေကြတာကျွန်တော်လည်းသတားတည်းရှိကြပါလေဒါဒီအဲ့တော့ကျွန်တော်တို့ဒီအပြစ်ကတ် ဒီဒီရက်ဆဲဖို့အတွက်ထိုးစစ်စင်တာရက်ဆဲဖို့အတွက်ကျွန်တော်ကြီးညာတာလည်းသူတို့အပြေးဝနားလည်ပြီလို့ကျွန်တော်ကြုံကြည်ပါတယ်။အာနောက်ပြီးတော့ဒီတိုင်းသားမဟာမိတ်အဖွဲ့အစည်းတွေနဲ့ကျွန်တော်ကြီးညာချက်မှလည်းပါပါတယ်။လက်တွဲပြီးတော့လှုပ်ဆောင်သွားမယ်ပြည်သူတွေကူညီသွားမယ်ဆိုတာကျွန်တော်တို့လုပ်မယ့်အလုပ်တွေအားလည်းတိုင်းသားမဟာမိတ်တွေနဲ့ကျွန်တော်ညှိနှိုင်းဆောင်ရွက်လုပ်ကိုင်သွားမှာဖြစ်တဲ့တိုင်းသားမဟာမိတ်တွေတစ်ခါလည်းကူညီပေးဖို့အတွက်ကိုဟောဒီပြောကြားထုတ်ဖို့ပြောကြားတာလည်းတွေ့ရပါလိမ့်မယ်။ဥပမာဆိုရင်ညီတော်သုံးဖို့ အာဆိုရင်လည်းဒီဒီဟာဒုက္ခရောက်နေတဲ့ပြည်သူတွေကသားရဲရှိတယ်သူတို့အတန်တန်ဆုံးဟာကုညီပေးပါပေးမယ်ဆိုတဲ့ဟာမျိုးဟာသွေးစည်းညီညွတ်တာပြသတာရှိတယ်။ရောက်ဒီတော်စုသားချင်းချင်းညီကျွန်တော်ဒီဒီတော်စုထဲမှာသူတကွနေတိုင်းနဲ့ဟာဒီလူသားချင်းချင်းမှာအပြန်နဲ့ကုညီကြမယ်ဒုက္ခရောက်နေတဲ့အချိန်မှာကုညီရမယ်ဆိုတဲ့စိတ်ထားကျွန်တော်မဟာမိတ်တွေပေါ်မှာပြောရှိတယ်ဆိုတာပြောချင်ပါတယ်ခင်ဗျာ